ါကစ္စတန်တာလီဘန်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကပါကစ္စတန်နိုင်ငံကရာချီလေစိတ်ကိုစီးနင်းတိုက်ခိုက်မှုတွေမှာအကြမ်းဖက်သမား10ဦးအပောင်ဝင်အနည်းဆုံးလူ23ယောက်သေဆုံးသွားပါတယ်လေစိတ်ကိုဝင်စီးတဲ့အကြမ်းဖက်သမားတွေနဲ့ပါကစ္စတန်လုံခြုံရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီးတော့တနင်္လာနေ့မနေ့အာယုံတက်ချိန်မှာတော့လေစိတ်ကိုအစိုးရကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ပါကစ္စတန်စစ်တပ်ကပြောပါတယ်လက်နက်ကိုင်တွေကလေစိတ်လုံခြုံရေးတပ်ဖွဲ့တွေအယောင်ဆောင်ပြီးတော့လေစိတ်ထဲကိုဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ် ပါကစ္စတန်တာလီဘန်အဖွဲ့ကသူတို့လက်ချက်ပါလို့နိုင်ပိုင်းတွင်မှာပဲကြေညာပါတယ်။၂013ခုနှစ်ကမြောက်ဝါဇီရစ်စတန်မှာအမေရိကန်ရဲ့ drone တိုက်ခိုက်မှုတွင်မှာတေဆုံးခဲ့တဲ့ပါကစ္စတန်တာလီဘန်အဖွဲ့ခေါင်းဆောင်ဟာကီမူလာမာဆွတ်အတွက်လက်စားချီတဲ့အနေနဲ့တိုက်ခိုက်တာလို့ပြောပါတယ်။နောက်ထပ်တိုက်ခိုက်မှုတွေကိုလည်းအရှိန်မြင့်သွားမယ်လို့ဆိုပါတယ်။အရင်လတွေက ပါကစ္စတန်အစိုးရနဲ့တာလီဘန်တွေရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေခရီးမပေါက်ဖြစ်ခဲ့ပြီးတဲ့နောက်မှာအခုတိုက်ခိုက်မှုပေါ်ပေါက်နေတာဖြစ်ပါတယ်။အကြံဖက်သမားတွေဝင်စည်းဖို့ကြိုးစားခဲ့တဲ့ဂျင်နာအပြည်ပြည်ဆိုင်ရာလေစိတ်ဟာကရာချီမြို့မှာခရီးတဲ့အဝင်အထွက်အများဆုံးလေစိတ်ကြီးဖြစ်ပါတယ်။ဒီဖြစ်ဖြစ်ကြောင့်ကရာချီလေစိတ်ကိုဆင်းသက်ရမယ့်လင်ခီးစင်တွေအားလုံးကိုလမ်းကြောင်းပြောင်းခဲ့ရပါတယ်။